ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရ Federal ရေးရာဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်းကင်ဆာရောဂါဖြင့်ကွယ်လွန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG Federal ရေးရာဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်းကင်ဆာရောဂါဖြင့်ကွယ်လွန်သွားကြောင်း NUG ၏သတင်းထုတ်ပြန်ချက်နှင့်သက်ဆိုင်ရာသတင်းရှင်းလင်းပြောဆိုချက်အရသိရပါတယ်။ ကရင်ပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦး KNPLFE ဘဟုကော်မတီဝင်လည်းဖြစ် NUG Federal ရေးရဝင်ကြီးဌာနဒုတိယဝင်ကြီးလည်းဖြစ်သူဦးချစ်ထွန်းမာခူးဦးချစ်ထွန်းသည်စက်တင်ဘာလ25ရက်နေ့တွင်နိုင်ငံရေးဘဝတာဝန်များထမ်းဆောင်ရင်းကွယ်လွန်တင်ပသွားခြင်းဖြစ်ကြောင်းသိရပါသည် ပွဲလွန်တာကအသေးကင်ဆာတီးတဲ့အချိန်မှာကင်ဆာအဆင့်၄ရောက်နေပြီကင်ဆာအမြင့်တွေကဖြန့်ပြီးတော့ကိုရင်းကလီစာတွေပါထိကုန်တာစစ်စစ်ပြီးလို့သိရချိန်ဆေးကုဖို့လုပ်ရင်မှပဲခွဲလွန်သွားတာပါဟုအခြေအနေကိုသိရှိထားသောသတင်းရင်းမြစ်ကပြောဆိုပါတယ်ဥချစ်တော်သည်2021ခုနှစ်ဧပြီလ16ရက်နေ့မှစတင်၍အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖက်ဒရယ်ရေးရဒူးဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပါသည် ဆက်လက်ပြီးအာရှလန်ပြန်ဖွင့်နိုင်ရေးကော့ဂရိတ်တွင်စစ်တပ်နှင့် PGF ကပူးပေါင်းစစ်ကြောင်းထိုးနေပြီးတိုက်ပွဲများဖြစ်ပွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်တွင်အာရှလန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်အကြံဖက်စစ်တပ်က PGF နှင့်ပူးပေါင်းပြီးစစ်ကြောင်းထိုးနေတဲ့ပြင်တိုက်ပွဲဖြစ်ပွားကစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်မှုရှိနေကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ရှမန်နီစတေဘာလ28ရက်နေ့ကကော့ကရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်း အန်ဖာကြီးကြီးရွာဘက်သို့အကြမ်းဖက်စစ်တပ်နှင့်စောချစ်သူလအောက်ခံ BGF တပ်ဖွဲ့တပ်နှင့်တပ်ဖွဲ့ဝင်များပူးပေါင်းပြီးစစ်ကြောင်းထိုးလာသည့်ဖြင့် KNL ပူးပေါင်းတပ်များကခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထို့ပြင်ကော်ဂရိတ်မြို့အခြေဆိုင်ခလာယာ68တပ်ရင်းကလက်နက်ကြီးများဖြင့်ပြည်သူများနေထိုင်ရာကြီးရွာများအတွင်သို့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြီးရွာသူကြီးရွာသားများထိခိုက်မှုရှိကြောင်းသိရပါသည်စစ်တပ်ကအာရှလန်ပြောင်းဖွဲ့ဖို့ဗိုလ်ချစ်သူလအောက်ခံတပ်နှင့် BGF တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးကော့ကရိတ်မြောက်ပိုင်းခမိုင်ကုန်းအန်ဖာကြီးကျေးရွာတွေဘက်ကိုစစ်ကြောင်းတွေဝင်လာနေလို့မနေ့ကစက်တင်ဘာ28ရက်မှာ KNL တပ်တွေနဲ့တိုက်ပွဲဖြစ်ပါတယ်။ကော့ကရိတ်ခလာရ68တပ်ကလက်နက်ကြီးတွေရွာတွေဘက်ပြစ်ထုတ်တာမှာရွာသားတွေထိခိုက်မှုရှိလို့ KNU စေယုံစီကိုပို့ခဲ့ရပါတယ်ဟုခရင်စစ်ရေးတရင်ရစ်မြစ်ကသတင်းဌာနကိုပြောပါတယ်။ခရင်နေကြာစောင့်တပ် BGF ကစစ်တပ်နှင့်ပူးပေါင်း၍စစ်ကြောင်းထိုးသည့်အပြင်စစ်တပ်ရွေးကောက်ပွဲအတွက်ပြည်သူများကိုမဲထည့်ရမည်ဟု VGF ကလိုက်လံချိန်ချောက်နေကြောင်းသိရပါတယ်။ရမနီစတင်ဘာလ28ရက်နေ့ကော်ကရီမြို့နယ်နဘူးအုပ်စုဝဲကင်းအပ်ဖုံကြီးကျောင်းတွင် VGF စစ်သား50ခန့်လုံခြုံရေးယူကာရွေးကောက်ပွဲမဲထဲနီတရုတ်ပြောက်မှုကိုလှုပ်ဆောင်ခဲ့ကြောင်းရွာသူရွာသားများအနေဖြင့်လည်းစစ်မရှောင်ပဲရွေးကောက်ပွဲတွင်မဲထဲရမည်ဟုချင်းချောက်စီယုံလျက်ရှိကြောင်းသိရပါတယ်။ဘူချစ်သူ BGF တပ်ဖွဲ့မှပါတဲ့ကရင်စစ်သားတွေကရွာသားတွေကိုဘယ်မှစစ်မရှောင်ဘူး။ရွာမှာပဲနေကြဖို့စားတောက်စရာတွေသူတို့ပေးမယ်ဆိုတာမျိုးစီယုံပြီးပြောပါတယ်။ မနေ့ကနဘူးအုပ်စုဝဲခင်းအံ့ရွာမဘာတာဖုန်ကြီးကျောင်းမှာရွေးကောက်ပွဲထက်နီးတရုတ်ပြတာတွေကို PDF အင်အား90ကျော်လုံခြုံရေးရှုပေးပြီးလုပ်နေပါတယ်။ဒေတာညင်ချက်ဖို့ရွေးကောက်ပွဲကိုမဲထက်ရမယ်ဆိုပြီးကြီးရွာတွေဇက်တိုက်မဲထက်နီးတင်ပြက BGF ကစီယုံနေပါတယ်ဟုကရင်စစ်ရေးသတင်းမြစ်ကပြောဆိုပါတယ်။ကရင်နေကြားစောင့်တပ် BGF ကစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီဆောင်ရွက်ပေးမည်ဟုတရားဝင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ စပိုက်တဲ့ရင်တက်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်